ော်တိုက်ပွဲကိုစစ်ကူပို့ဖို့မြေပြင်ထောက်ပို့လမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီကရေကြောင်းကနေအင်အားဖြည့်ဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကဝါခဲမမြို့နယ်ကနေပြီးတော့ AR မြေကြောင်းတိုင်းစစ်သင်းမော12စီးကိုဗမော်ကိုဥတီဆေးလွတ်ခဲ့တယ်လို့သိရပါဗျ။စစ်သင်းမောတွေညောင်ဦးနယ်ကိုဖျက်နေပြီးတန်ကြပ်ကာရင်တွေကအစား တင်းမောနဲ့တင်လာတာဗမော်မျိုးကိုတောက်လျှောက်တက်မဲ့သဘောရှိတယ်လို့စီးရီးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်ဇွန်လ24ရက်နေ့မှာလဲဆလင်းမျိုးနဲ့အတွင်းကိုအဲ့ဒီစီးရီးရင်ဆက်နှစီရောက်ရှိလာပြီးတမယာကန်နဲ့ကေနန်ချောင်းမျိုးတွေမှာညအိပ်ရနာခဲ့တယ်လို့သိရပါရယ် လေချောင်းကစစ်ကူပိုအင်အားဖြည့်ခြင်းပြုလုပ်ခဲ့ပေမဲ့ရဟတ်ရင်နဲ့တိုက်ခိုက်ရေးလေးရင်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချနိုင်ခဲ့တဲ့အတွက်အခုလိုရေချောင်းကပါစစ်ကူပိုဖို့ကြိုးစားနေတာဖြစ်တယ်လို့သိရပါဗျ။ရေရင်တွေပေါ်မှာရိခါလက်နက်ခဲရမ်းနဲ့အင်အားဖြည့်စစ်ကူတွေပါအပြင်တန်ချက်ကရင်တွေကိုပါတင်ဆောင်လာပြီးစစ်သည်မော်တွေထွက်ခွာစဉ်ထီးချိုင်ကတာရွှေကူမြို့နယ်တွေမှာစစ်ကောင်စီတပ်တွေတပ်ဖြန့်လှုပ်ရှားမှုတွေရှိနေတယ်လို့လည်းဒေသခံတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်တိုက်ပွဲဟာပြီးခဲ့တဲ့မေလအတွင်းတိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားခဲ့ပြီးအနှဲငယ်ပြန်လည်ငြိမ်သက်သွားကအခုရက်ပိုင်းအတွင်းစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးမှုတွေရှိလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့2024ဩဂတ်လအတွင်းကဗမော်ကိုစစ်ကူဖြည့်ဖို့ခြိတက်လာတဲ့စစ်သည်မော်တွေကိုထိခြိုက်တဲ့ကတာမျိုးနယ်အရောက်မှာခရိုင်ပူပေါင်းတပ်ကဖျက်ဆီးနိုင်ခဲ့ပြီးစစ်သည်မော်ရှစ်စီးအနက်တစည်းတံဗမော်မျိုးကိုရောက်ရှိခဲ့ပါဗျ။